ွားနေလာဘွားတတဖြစ်နေလာလိုက်နေရအာကောင်းပါတယ်အဲညဘက်ဆိုတော့ဒီလိုက်တင်လေးပဲကောင်းပါတယ်နော်အာအင်ကြီးလိုက်ပါဦး အဲ့ခုလိုက်ကိုပြန်ကြည့်လိုက်အောင်အဲရရင်တော့မဝပါဘူးဟင်ဆိုတော့အမင်္ဂလာပါအာဆိုတော့အားလုံးမင်္ဂလာပါမင်္ဂလာပါအဲ့ညဘက်မှာကျွန်တော်တို့လိုက်ကလေးစမ်းကြည့်တာပေါ့နော်အာနည်းနည်းဝါးနေလည်းတည်ခံပြီးပါ အဲလူလေးနည်းနည်းရောက်လာရင်ကျွန်တော်အာဒီကောင်းစင်ပေးထားတဲ့အကြောင်းအရာလေးစပြီးတော့ကျွန်တော်ပြောပါမယ်အဲ့တော့အတန်လေးကြားလာမသိဘူးကျွန်တော် mic mic တော့တက်ထားတယ်ပေါ့နော်ခုနေကအတန်တိုးနေလို့ပြောတယ်အဲ့ဒါနဲ့ကျွန်တော် mic တော့ခုတက်ထားတယ်အာကြားလာမသိဘူးတစ်ချက်မှတ်ပြီးပါအောင်နော်အာချက်ကြားလာနောက်ထောင်ကြည့်ပါအောင်တန်ချက်ပြီးနော်အားလုံးပဲမင်္ဂလာညချမ်းပါမင်္ဂလာညချမ်းပါဆိုတော့ ဆိုတော့နောက်ကနောက်ကဘယူလီယာအရန်မိုက်တယ်ဗျအဲအကြောင်းကျွန်တော်အဲအဘက်ကိုလှည့်ပြီးတော့ light ကလေးတွင်လာဖြစ်ပါတယ်ဇညာဘက်ဆိုရင်ကျွန်တော်ဒီနံမအဲ့လိုပေါ့နော်ဟိုဒီဘန်ကောက်မှာတညာလုံးမအိတ်ကြောက်ဗျဟိုတောက်လျှောက်ပေါ့နော်သွားလာလှူရှားနေကြတယ်ကားတွေဆိုလည်းအိတ်တဲ့အချိန်ဒီမှာတောက်လျှောက်သွားနေတယ်ဒီကကျွန်တော်နေနေရကအဲဒီပေါ့ပေါ့အဲလင်းလန်းချောင်းပေါ်ရောက်နေလာမသိပါဘူးဂျက်လီနေနေနေလဲကျွန်တော်တောက်လျှောက်တောက်လျှောက်တွေ့ရတာပေါ့နော်အနည်းကကြီးတွေ့ရတာ ဆိုတော့အဲ့နောက်ကရှူခင်းကိုမြင်အောင်လို့ကျွန်တော်ကအပေါ်ကနေယူပြီးတော့နော် high angle ဖြစ်နေ sorry ပါအာကျွန်တော်အတန်ကြားရတာမသိဘူးတစ်ချက်လောက်မှတ်ပြီးပါအောင်ကြားရတယ်ဆိုရင်တစ်ချက်လောက်မှတ်ပြီးပါအောင်အတန်ဒီပါရေးကြားရတယ်ဆိုလို့ရှိရင်ချက်ပြောပြပါကျွန်တော်စပြီးတော့ topic လေး sharing လုပ်ချင်ပါတယ်အာ okay ကြားပါရဲ့ ဆိုအားလုံးမင်္ဂလာပါအဲ့တော့ကျန်တဲ့သူတွေတက်လာတဲ့သူတွေပေါ့နော်အခုမှစပြီးတော့ကျွန်တော်လိုက်ကိုအဲမြင်ရတွေ့ရတဲ့သူတွေလည်းမင်္ဂလာပါကျွန်တော်လင်းမောဆက်ဖြစ်ပါတယ်အဲကျွန်တော်လက်ရှိမှာကျွန်တော်လုပ်ငန်းရှင်တွေအတွက် digital marketing နဲ့ content creation နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဝန်ဆောင်မှုပေးနေတဲ့သူတွေရောဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်ဘန်ကောက်မှာနေတယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ကျွန်တော်ကအဲ my friend online business ပေါ့နော်ဒီက agency ပေါ့ digital marketing agency တည်ထောင်ထားတဲ့သူဖြစ်ပါတယ်ပေါ့နော်ဆိုတော့တချို့တွေကလည်း အခုမှကျွန်တော် page ကို follow ကြရတယ်။အဲအခုမှလည်းမြင်မှုကြရလဲဖြစ်မှာပေါ့နော်။အဲ့ခါကျတော့မသိဘူးပေါ့။ကျွန်တော်ဘာလုပ်လဲမသိဘူး။ပုံလေးတင်နေရစာရေးနေရပဲတွေ့ရတယ်။သူကဘာကြီးလဲပေါ့နော်။ဘာကောင်းကြီးလို့မသိရတဲ့တွေ့ကျွန်တော်ရှင်းပြရဖြစ်ပါတယ်။ပြီးတော့အဲအခုနောက်ပိုင်းကျွန်တော် post လေးတွေမှာအဲ့လိုပေါ့နော်။ comment လေးတွေများတယ်။အဲနည်းနည်းလေးပေါ့နော်။ဒီ english လေးနည်းနည်းရလာတယ်ပေါ့အဓိကတော့ကျွန်တော်ရဲ့ဒီခေါင်းစဉ်တွေကြောင့်လည်းပါတယ်ကျွန်တော်ပေးရဲ့ message တွေကြောင့်လည်းပါတာပေါ့နော်တချို့လည်းပဲအဲအဲ့လိုမျိုးပေါ့ โอเคอ่ะคอมเมนต์လေးလည်းတွေ့တယ်ပေါ့ဒါလေးကြီးလည်းကျွန်တော်ပြန်ပြောပြခြင်းတယ်နောက်တစ်ခုကကျွန်တော်ဒီနေ့ပြောခြင်းတဲ့ topic အကြောင်းအရာက digital income နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုလွယ်လားခက်လားကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ရဲ့ perspective ကလည်းကျွန်တော် share လုပ်မှာဖြစ်ပါတယ်အဲအဲ့တော့ဒီကသူလည်းမှန်ခဲ့ပါအောင်ဘယ်ကနေပြီးကြည့်နေရလဲဆိုတော့ကိုယ့်ရဲ့နော်ကိုယ်နေတဲ့နေရာလေးလည်းမှန်ခဲ့လို့ရပါတယ် digital နဲ့ပတ်သက်ပြီးတော့သိခြင်းနဲ့မေးခွန်းလေးရရှိလဲဒါမေးခဲ့လို့ရတယ်ပေါ့နော်ဆိုတော့ အဲကျွန်တော်အနေနဲ့နည်းနည်းလေးပြန်ပြီးတော့ sharing လုပ်ရအောင်ဆိုရင်ကျွန်တော်တို့အာကြားပါတယ် okay ဆိုတော့ဟိုကျွန်တော်တို့တနည်းအားဖြင့်ပေါ့နော်ကျွန်တော်အနေနဲ့ digital ဘောကိုကျွန်တော်ဘယ်လိုရောက်လာလဲအနေနဲ့နည်းနည်းလေးစပြောချင်တယ်အတချို့ကလည်းအခုမှစလာပြီးတော့ကျွန်တော်ဟို freelancer များထင်နေလားမသိဘူးပေါ့နော်အဲဘာတွေလျှောက်ပြောနေရလဲဘာညာပြောရတူလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပေးချင်တဲ့ message ကိုမမြင်မဲနဲ့တချို့အာကလေးတွေပဲပြောရမှာတချို့ကလေးတွေလူငယ်တွေကကျွန်တော်ကိုအခုမှဒီ digital field ကိုဝင်ပြီးတော့ เนาะအမျိုးပေါ့ဟိုပြောဒီပြောပြောနေအထင်မှဆိုလို့ပါဆိုတော့ကျွန်တော်တို့ကဟိုပွင့်လင်းပြောရင်ကြာပြီပေါ့เนาะကျွန်တော်စနေခဲ့ရတယ်ကြာပြီအာကျွန်တော်အနေနဲ့လွန်ခဲ့တဲ့12နှစ်73လောက်ခေတ်ကကျွန်တော်ကဒီမီဒီယာလောကတွေကိုကျွန်တော်ဝင်လာရတူဖြစ်တယ်ပေါ့เนาะဟေ့ကျွန်တော်တော့ကျွန်တော်မီဒီယာ background ကလာတာဖြစ်တယ်ပြီးရင်ကျွန်တော်အနေနဲ့ဒီကနေမှကျွန်တော်ထပ်ပြီးတော့ digital feed ကိုကျွန်တော်ဝင်တာပေါ့เนาะ အဲ့ကျွန်တော် digital တော့စပြီးတော့ဒီ B.O လိုမျိုး application ပေါ့နော်အဲ့တော့ Singapore လာတဲ့ဒီ application မှာကျွန်တော်စပြီးတော့အာသင်ယူခဲ့ရတာပေါ့နော်လေ့လာခဲ့ရတာဖြစ်တယ်အဲ့တော့အခုချိန်မှာတော့ကျွန်တော်ကဟိုကိုယ်ပိုင်လုပ်ငန်းလုပ်နေတာဖြစ်ပါတယ်ကိုယ်ပိုင် agency ထောက်ပြီးတော့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေနော်ကျွန်တော်မှာလုပ်ငန်းရှင်တွေကအများကြီးရှိတယ်နော်ပြောရင်အာဘယ်လိုပြောမလဲကျွန်တော်တော်တော်များနေပြီပေါ့နော်ဟိုအခုလက်ရှိအချိန်ထိလက်တွဲနေတဲ့ client တွေလည်းရှိတယ်အဲ့ထက်မှလည်းတကယ်ကိုနာမည်ကြီး brand တွေလည်းရှိတယ် ရင်းဝဆိုရင်လည်းကျွန်တော်တို့ဒါနော်ပီရင်းပြပါ client အနေနဲ့လည်းကျွန်တော်တို့ manage လုပ်ပေးလို့ပါတယ်အဲ့တော့ဟိုပြောရရင် imagine လာဟိုတချို့ကမသိတဲ့ခါကျတော့ဟိုဘယ်ပြောမလဲ content writer လို့ထင်နေရလားမသိဘူးပေါ့နော်တချို့အဲ့လိုပေါ့ဟိုပေါက်ကဲ၆ကဲတွေရှိရပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ပြောချင်တာကအခုမှ digital feature ကိုဝင်ပြီးတော့ကျွန်တော်ကရှောက်ပြီးတော့ motivate ပေးနေတာမဟုတ်ပါဘူးကျွန်တော်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအဲ့တော့ကျွန်တော်လိုမျိုးပေါ့နော်ဟိုပြောရရင်ကျွန်တော်လည်းအဲ့လိုပေါ့နော်ဟိုအရင်အချိန်တွေကြာကြီးပဲ digital မှာဖြတ်သန်းခဲ့ရတယ် ော်ဒါပေမဲ့လည်းတကယ်တမ်းနီလန်းတိသွားတဲ့အခါမှာကျတော့ကျွန်တော်ရေတိုးတက်မှုတော့မြန်သွားတယ်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်အဲ့အမျိုးလေးတွေကိုပြန်ရှင်းမလုပ်ချင်တာဖြစ်တယ်တကယ်တော့အချင်းဟိုကျွန်တော်တစ်ခါတစ်ခါကျရင်လူတွေရဲ့အောင်မြင်မှုဆိုတာကိုဘီရတ်တွေကအချင်းနဲ့တိုင်းတာလားဘာနဲ့တိုင်းတာလဲမသိဘူးပေါ့နော်ဟာမင်းလုတ်သက်ဘယ်လောက်ရှိပြီလဲအာလုတ်သက်10နှစ်10နှစ်ဆိုလို့ရှိရင်10နှစ်နဲ့ညီများတဲ့အင်ကန်ရရမယ်ဆိုတော့တတ်မှတ်ချက်ပေါ့တကယ်တော့ကျွန်တော်အဲ့အရာကြီးကမဟုတ်ဘူးပြခုခင်မှာကျတော့ တော့ဘလောက်10နှစ်ပဲရှိရှိ9နှစ်ပဲရှိရှိ9နှစ်ပဲရှိရှိတကယ်တစ်နှစ်အတွင်းမှာတေချာလုပ်ရင်10နှစ်သမားကိုလည်းရှင်လို့ရတယ်ခေတ်ကပြောင်းသွားပြီကျွန်တော် logic တွေကမပြောင်းသေးဘူးတချို့တွေကဆိုတော့အဲ့ဒါလေးတွေလည်းသိစီခြင်းနဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အခါမှာကျွန်တော်ဝေ့နေရရှိတယ်နော်ဝေ့လင်ပြောင်းကျွန်တော်တို့ကဟို digital ကိုရှောင်လန်းတဲ့အခါမှာ9နှစ်ရှင်းနေလောက်ရှိတယ်ဒါပေမဲ့အဲ့မှာအဝေ့နေတယ်ဆိုတဲ့သဘောတရားပြတယ်လားအချိန်တွေပြုံးခဲ့မိတာရှိတယ်မှားခဲ့တာရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့ကဒီကလူငယ်တွေပေါ့နော်ဒီကလူငယ်တွေကိုပဲကျွန်တော် sharing လုပ်ချင်တယ် ပြီးရင်ကျွန်တော်တို့လိုမျိုးပေါ့နော်မဝေ့ဘဲနဲ့အချိန်တိုးအတွင်းမှာမြန်မြန်ဆန်ဆန်နဲ့လိုချင်တဲ့ဘန်နာကိုရောက်စေချင်တယ်ပြီးတော့အဓိကတော့အာအခုလိုခက်ခဲတဲ့ကာလကြီးပြတဲ့လားအဖက်ဖက်ကကြီးလိုက်ရင်ဘယ်ဘက်မှာမှအသက်ရှူချောင်းတာမရှိဘူးကျွန်တော်တို့ကလည်းပြောရရင်သူအသက်ရှူမွားရဘွားကြီးဖြတ်တန်းနေရတာပေါ့နော်အဲ့တော့အဲ့လိုနေထားမျိုးမှာကျွန်တော်တို့ကကိုယ့်ရဲ့ရက်တင်မှုအတွက်ရှားနိုင်တဲ့မြတ်ဒီ digital income တွေတည်ဆောက်ရမယ်အဝင်ဝင်လမ်းကြောင်းတွေကျွန်တော်ချဲ့ထွင်ရမယ်အဲ့လိုကျွန်တော်ယုံကြည်တယ်ဒါကျွန်တော်ယုံကြည်ချက်ပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းပဲဟို ကျွန်တော်လိုမျိုးပဲပေါ့နော်တခြားသူတွေလည်းယုံကြည်မယ်လို့လည်းကျွန်တော်ညွန်လင့်တယ်ပေါ့နော်အလုံနိုင်မယ်လို့လည်းယုံကြည်ရသူတွေရှိပါတယ်အဓိကကတော့တချို့တွေကကြတော့ဗျာဟိုပြောရင်တချို့ကျွန်တော်နည်းနည်းဟာတာပြောပြအောင်မယ် digital အင်ကန်တိဆောက်ပါလို့ကျွန်တော်ပြောလိုက်တဲ့ဟာကိုကျွန်တော်ဟောပေါ့နော်တချို့လာမေးရသူရှိရပေါ့နော်အမှန်လန်လားတယ်နော်အမှန်လန်မာတီလေးပဲ marketing လားပေါ့နော်ဆိုတော့ဘယ်သူမှလည်းတခါမှလည်းမမဆွဲဘူးအဲ့တော့မာတီလေးပဲ marketing လည်းမဟုတ်ပါဘူးအဓိကကျွန်တော်ကအဓိကတော့ content trainer ဖြစ်တယ်ကျွန်တော် digital marketer တရားလုပ်နေရသူပေါ့အဲ့တော့ online ပေါ်မှာကျွန်တော်တို့အဓိကလုပ်ငန်းရှင်တွေကို digital marketing နဲ့ပတ်သက်တာတွေ content creation နဲ့ပတ်သက်တာတွေကျွန်တော်တို့ UI ကိုနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဟိုအဓိကတော့ video production နဲ့ပတ်သက်တဲ့ဟာတွေဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့က manage လုပ်ပေးနေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဟို digital income တိဆောက်ဆိုတဲ့ဟာကိုနားလည်စေချင်တာကဘာလဲဆိုတော့ဟိုကျွန်တော်တို့ကဝန်ထမ်းတွေလည်းဖြစ်နေမယ်ဒါမှမဟုတ်လည်းဟိုចောင်းသားတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာဒီလိုအနေအထားမျိုးမှာเนาะတစ်ပတ်တစ်လမ်းကနေဝင်ဝင်ရခဲ့တယ်ဆိုရင်အဲဆိုတော့ပိုပြီးကောင်းတာပေါ့ဗျာဘောရမှာတိလားဟိုအဲ့လိုပြောလို့လေတချို့ကလည်းဘာပြောလဲဆိုတော့ ငဘောတွေပေါ့နော်ပြောတဲ့ပြောရင်ငဘောတွေကပါပြောလဲဆိုခုလိုခက်ခဲတဲ့ကာလမှာတဲ့အာဆန်ဒေးတောင်ဘယ်လောက်ဆိုလာပါလားမသိဘူးထားပါတော့ကျွန်တော်သူ့ comment တွေကိုကျွန်တော်ကြည့်ပြီးတစ်ခါကျရည်ရရပေါ့နော်အာအဲ့လိုမျိုးခက်ခဲနေလို့ကျွန်တော်ကဝေးပူရှာစေချင်တာဒါဝင်နောက်လိုက်ခိုင်းနေဆိုတချို့လည်းပြောတယ်ပေါ့နော်မဟုတ်ဘူးအဓိကကဟိုဝင်နောက်လိုက်ခိုင်းနေဆိုတော့လည်းကျွန်တော်ပြောချင်တာအခုလက်ရှိမှာတလောက်ကိုနော်၃လေးသိန်းဝင်နေတဲ့သူဟာတေချာရပြလုံးဝမလောက်ဘူးဗျာအာမခံလည်းမလောက်ဘူးကျွန်တော်တို့ညီတွေကျွန်တော်တို့တခြားသူတွေမေးကြည့်မလောက်ဘူး ဆယ်သိန်းတော့လောက်လားလို့မေးကြည့်တယ်။မိသားစုစုဆယ်သိန်းဝင်ရင်လောမှာဟိုလောက်တယ်ဆိုတော့မရှိရင်ရှိလိမ့်မယ်။အဲ့တော့ကျွန်တော်ကပြောချင်တာကခက်ကတဖြည်းဖြည်းနဲ့ပူပူကြီးချက်တဲလာတဲ့အချိန်မှာကျွန်တော်ကအဖက်ဘက်ကနေဝင်ဝင်လမ်းကြောင်းနေဖြန့်ချက်ဖို့လိုတယ်။ဒါအောင်နားလေဖို့လိုတာပေါ့နော်။အဲ့ငွေနောက်လည်းခိုင်းတာမဟုတ်ဘူး။ကျွန်တော်ရဲ့ဘဝရည်တည်မှုတွေတတ်နိုင်တဲ့မြတ် digital ကိုအသုံးချပြီးတော့အင်ကန်နေတိဆောက်စီခြင်းလည်းဒါကကျွန်တော်ရဲ့နံပါတ်1ဦးစားပေးရည်ရွယ်ချက်ပဲ။ဆိုတော့ကျွန်တော်စီမှာတင်တန်းတက်တာမတက်တာအဲ့ဒါဒုတိယအပိုင်းမတက်လည်းရတယ် ဆိုတော့ဟိုတချို့ကပြောတယ်ပေါ့နော်မာကတ်တင်းလုပ်နေတာတင်တန်းအော်ဟုတ်ကဲ့လေကျွန်တော်တို့ကတင်တန်းဆရာဆိုကိုတင်တန်းတော့ကြော်ညာမှာပဲလေဒါပေမဲ့ကျွန်တော်ကြော်ညာတဲ့အတိုင်းမှာအမြင်နဲ့ကျွန်တော်မာလုပ်လဲဆိုတော့စေတနာထည့်ပြီးကြော်ညာတယ်အမြင်နဲ့ပဲတင်တန်းလာတက်ရင်ပြပြရောနဲ့ကျွန်တော်မပြီးစေချင်တဲ့အတွက်ဟိုတကယ်တက်အောင်လည်းတင်ပေးတယ်တကယ်လည်းလိုက်လုပ်စေချင်တယ်ကျွန်တော်ခဏခဏပြောတယ်လိုက်လုံးမရမယ်နော်လိုက်လုံးမရမယ်တချို့ကဘာလို့ဆိုဒီတိုင်းပဲနားထောင်ပြီးတော့ကျွန်တော်တင်တန်းမှာပြီးသွားရတဲ့အများကြီးရှိတယ်ဆိုတော့ကျွန်တော်တင်တန်းနားထောင်နေချိန်ပြီးတင်ခဲ့ပြီးပါဘူး တကယ် content writer လုပ်ပြီးတော့အလုပ်တွေဝင်ငွေတွေကောင်းနေတူလည်းရှိပါတယ်။ digital marketing လုပ်နေတူလည်းရှိပါတယ်။เนาะကျွန်တော်ကိုယ်တိုင်ပဲအလုပ်ခန့်ထားတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်။ဆိုတော့ပြောချင်တာကကျွန်တော်ကိုယ်တိုင်ကအများကြီး content writer တွေလည်းမွေးထုတ်ခဲ့ပြီးပေါ့เนาะ။ဆိုတော့တော့နောက်တစ်ခါနောက်ဒုတိယအနေနဲ့ကျွန်တော်အခုထပ်ပြီးတော့ဒီကျွန်တော်ရဲ့ page က follow ထားတဲ့သူတွေကိုကျွန်တော်အဲ့လို digital income တွေတိစောက်ပြီးတော့ဝင်ငွေတွေရစေခြင်းနဲ့အဲ online ပေါ်ကနေပြီးတော့ offline တွေရှာသင့်ခြင်းပါတယ်။ကျွန်တော်ရဲ့ page မှာလည်းเนาะကျွန်တော်အများနဲ့စပြီးတော့ ိစထောင်လည်းရေးထားတဲ့စာမုံလေးရှိပါတယ်။အဲ့စာမုံလေးက online ပေါ်မှာအခွင့်အလမ်းဖွင့်ရှာဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စာအုပ်ထုတ်ခိုင်းရင်လည်းအဲ့ခေါင်းစဉ်တွေပဲကျွန်တော်စာအုပ်ထုတ်မှာပါ။ဆိုတော့အဓိကတော့ကျွန်တော်ဒီနော် online ပေါ်ကနေပြီးတော့လက်ရှိအခွင့်အလမ်းတွေရှာဖွေပြီးတော့ကိုယ့်ဘဝကိုပြောင်းလဲအောင်ကြိုးစားနေတဲ့တရားဖြစ်တယ်။ဒါတော့ချိနေတဲ့တွေကလည်းအဲ့လိုမျိုးပဲအဲကိုယ့်ဘဝကိုပြောင်းလဲခြင်းတဲ့တွေပါလိမ့်မယ်လို့ထင်ပါတယ်။နော်အဲ့တော့ဒီထဲမှာ comment တွေပါလဲမန်းလို့ရပါတယ်။ကျွန်တော်ဒီတိုင်းမကြည့်နေပါနဲ့။နောက်က view လေးရောမြင်ရလား။ဆိုတော့နည်းနည်းလေး โอเคဆိုတော့ဘောပေါ့နော်အဆက်ပြောလိုက်မယ်အရင်ပြတ်သွားမှာဆိုတော့ကျွန်တော်လည်းခဏနေသမင်းစားမှာပေါ့နော်အဲ့တော့မှန်းမ်းပြောရင်ကျွန်တော်ကမလွင့်ကြဘူးဟောဒါပေမဲ့ကျွန်တော်မျိုးသမီးကကျွန်တော်အတင်းလွင့်မှာလွင့်ပါပေါ့နော်ပြီးကျွန်တော်နောက်တစ်ခုဘာကြောင့်လွင့်လဲဆိုတော့အာကျွန်တော် challenge ပေါ့နော်အခုဒီမှာကျွန်တော်က page က monetization အပွင့်တော့ပေါ့နော်ပွင့်ငန်းနေနေပြီဆိုတော့အဲ့မှာအဲဒီသူတို့ရဲ့ Facebook ရဲ့ challenge တွေကိုကျွန်တော် like လုပ်နေတာပေါ့နော် like လုပ်တဲ့အခါကျတော့လည်းအဲ့မှာ live ဖြစ်မှာဆိုတာပါတယ် အဲ့တော့ကျွန်တော် like လေးစမ်းနေရပါတော့အဲစမ်းပြီးမှလည်းကျွန်တော်အကျိုးရှိရာလေးပြောတာပါဟိုရှောက်ပြောနေရမှာပေါ့အဲ့တော့ကျွန်တော်စပြီးပြပြပါမယ် digital income ရဖို့လွယ်လားခက်လားဆိုတော့ဒါလေးကိုကျွန်တော်စပြီးရှင်းပြချင်ပါတယ်ပေါ့နော်ဆိုတော့နံပါတ်1သိဖို့လိုတာဗာလဲဆိုတဲ့အခါကျတော့လူတိုင်း digital income တိဆောက်လို့ရတယ်နော်ဒီမှာကြည့်နေသူတွေကအာကျွန်တော်တက်ကြီးရဲ့သဘောပြင်ငယ်သဘောပြင်ပေါ့နော်လူတိုင်းခုမှအရေးချင်းရှိတယ်ဆိုရင် digital income တိဆောက်လို့ရတယ်ဗျာဆိုတော့ဥပမာနားလည်အောင်ရှင်းပြမယ်ဆိုတော့ဒီကကြည့်နေသူကဂီတာတီးရရမ်းကျွမ်းတယ် အဲ့ဆိုရင်ဂီတာကိုကျွန်တော်အကျွမ်းကျင်တီးတက်တယ်ဆိုရင်ဒါလူများကိုလည်းပြန်သင်ပေးနိုင်တယ်ဆိုရင် online ပေါ်မှာ page တစ်ခုဖွင့်မယ်ပြီးရင်အာဂီတာနဲ့ပတ်သက်တဲ့ knowledge တွေ sharing လုပ်မယ်သင်ချင်းတွေတီးပြမယ်လက်ွက်တွေတင်ပေးမယ်အဲ့ကမှတစ်ဆင့်လူသိလာတဲ့နောက်မှာ online class တွေစောင့်လုပ်ရတယ်ဂီတာက online ကနေသင်တဲ့သူတွေလည်းရှိကြတယ်ကျွန်တော်ဆိုတဲ့ဂီတာ online ကနေသင်တာပဲမတက်တာတပိုင်းပေါ့နော်မတူဘူးဆိုတော့ကျွန်တော်ဝင်မတက်ဖြစ်တာပေါ့အဲ့တော့အာအဲ့လိုမျိုးပုံစံနဲ့ငွေရှာလို့ရတာပဲလေကိုယ့်ရဲ့ join ကျင်တဲ့ skill အဲ့တော့တချို့တွေကကြာ စာဖတ်တာရန်ဝန္ဒနာပါတယ်ရှိအဲ့ဒါဆိုရင်စာအုပ်ဖတ်ပြပြီးတော့မှတ်ထားပါတော့ကိုယ့်ရဲ့ page တစ်ခုထောင်းလိုက်မယ်စာအုပ်တွေချောင်းပြောကြမယ်ကိုဖတ်တဲ့စာအုပ်တွေကိုနှုတ်ထုတ်ပြီးတင်ပေးမယ်အကူကူတိုင်းနဲ့စာအုပ်တွေဖတ်ပြမယ် like လေးတွေတွင်ပြီးဒီလိုမျိုးပေါ့နော်လားစာအုပ်ဖတ်ပြရေလုပ်မယ်ပြီးတော့စာအုပ်လေးတွေဝယ်ပြီးတော့စာအုပ်တက်ကနေစာအုပ်တွေဝယ်ပြီးပြန်ရောင်းလာရေလုပ်မယ်အဲဒါဆိုလို့ရှိရင်အဲ့ဒါဟော digital နဲ့အင်ကန်ရလာတာပဲအဲ့တော့တခြား YouTube တို့ TikTok တို့ဖွင့်ထားခဲ့ရင်လည်းအဲ့ကနေတစ်ဆင့် monetization တွေပွင့်သွားခဲ့ရင်သက်ဆန်ထက်ရအောင်ပါ ဆိုတော့ကျွန်တော်ပြောချင်တာကလူတိုင်းမှာဘယ်လိုညီတဲ့အရေးချင်းတွေရှိကြတယ်အဲ့တော့လူတိုင်းဟာ digital income တည်ဆောက်လို့ရတယ်ဘယ်အရေးချင်းမဆို digital ပေါ်တင်ပြီးတော့ကိုယ့်ရဲ့ income ကိုရှာဖို့လို့ရနိုင်တယ်ဒါပေမဲ့တော်တော်များများကတော်တော်များများပဲပြောရမှာပေါ့နော်ဒါပေမဲ့တချို့လူတွေကလည်းသိနေပါပြီ digital ပေါ်မှာဝင်ငွေတွေတည်ဆောက်လို့ရတယ် income တွေရှာလို့ရတယ်ဆိုတော့သိနေတယ်တကယ်လည်းလုံရတဲ့တွေအများကြီးရှိတယ်ကျွန်တော်တို့ထက်တော့ဝင်ငွေကျန်းတဲ့တွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့ကတော့လုံးဝမသိသေးဘူးဗျာကျွန်တော်တို့ရှိတဲ့အရေးချင်းကို တိုင်းမတင်ရဘူးအာစနစ်တကျမတင်နိုင်ဘူးအာနီးလည်းမသိဘူးအဲဒါမျိုးတွေရှိတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကတက်မှတ်ပေးခြင်းတဲ့သဘောပဲအဲ့တော့နောက်တစ်ချက်ကပါလဲဆိုတော့ okay အဲ့ဒီမှာကျွန်တော်ဆက်ပြောချင်တာလူတိုင်း digital income ဒီဆောက်လို့ရတယ်ကိုယ်မှာအရင်ချင်းရှိရဆိုရင်အဲ့ဒီအရင်ချင်းတဲ့ digital ပေါ်မှာဝင်ရှာလို့ရနိုင်တယ်ဒါကိုနားလည်ဖို့လိုပါတယ်နောက်တစ်ချက်ကပါလဲဆိုတော့ချက်ချင်းတော့မရအောင် digital ink ဆိုတာချက်ချင်းပေါ့နော်အမှဒါပေါ်တော့ကျွန်တော်ကနှလုံးသုံးလုံးထိုးသလိုချက်ချင်းထိုးပြီးချက်ချင်းပတ်စံပြင်ရတာမျိုးတော့မဟုတ်နော်ကျွန်တော်တို့ကအရင်ဆုံးရင်းနှီးပိတ်ဆက်ရပါတယ်ဘာလဲရင်းနှီးပိတ်ဆက်ရလဲဆိုတော့ကိုယ့်ရဲ့ဒီတနည်းအားဖြင့်မှထားပါဦးဘယ်နေပဲဆိုမှ target audience ဆိုချင်ကိုယ့်ရဲ့ပရိသတ်အတွက်တန်ဖိုးရှိရတဲ့နေတိုင်းပေးမယ်သူတို့အတွက်တကယ်ကောင်းမွန်တဲ့ value percent တယောက်ဖြစ်အောင်ကြိုးစားပေးမယ်သူတို့သူတင်တဲ့ content တွေပုံမှန်တင်ပေးမယ်ဟုတ်လားဂီတာသမားဆိုလဲဗျာချင်းအစ်စ်ထွက်လာရင်လက်ကွက်လေးပုံမှန်တင်ပေးတာမျိုးလက်ခတ်လေးတင်ပေးတာမျိုးဆိုရင် ဲ့ဂီတာဆိုတဲ့အဲ့ page ပဲကျွန်တော်တို့သွားကြည့်မှာလေအချင်းအသက်ဆိုရင်ကကိုယ့်ကိုတီးကြံဘလို့လက်ကွက်မသိဘူးဆိုအဲ့ page ပဲသွားကြည့်မှာအဲ့လိုမျိုးနဲ့ကျွန်တော်တို့က fan တွေတိစောက်လို့ရတယ်အဲကျွန်တော်အရင်ဆုံးပေးဆက်ရမှာဖြစ်တယ်ချက်ချင်းတော့ page ချောင်ပြီးတော့ဂီတာတီးနေဂီတာတီးတနန်းဆိုပြီးတော့သွားကြညာတော့ဘူးမှလာတက်မှာမဟုတ်ဘူး online ပေါ်မှာရက်တည်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့က brand တစ်ခုဖြစ်အောင်တိစောက်ဖို့လိုပါတယ်ကျွန်တော်ဆိုလို့ရှိရင်လေနော်ဟိုတနည်းအားဖြင့်ဒီ limonsa ဆိုတဲ့ page ကိုကျွန်တော်အာတိစောက်ထားတာအခုဆိုလို့ရှိရင်တော်တော်ကြာပြီပေါ့နော် အဲ့တော့ချက်ချင်းကျွန်တော်ပေးစားစားဖွင့်ချင်းမှာငွေဝင်တာမဟုတ်ဘူးကျွန်တော်နှစ်မိနစ်လောက်တိတိပေးရှေ post တင်နေတင်နေဒါပေမဲ့ကျွန်တော်ဘူးမှမသိဘူးပေါ့နော်မသိဘူးအဲ့တော့ဟိုနောက်ပိုင်းနည်းနည်းလေးပေါ့နော်အဲ့လိုမျိုးဟို follower လေးနည်းနည်းပပရလာတဲ့အချိန်ကြမှာကျွန်တော်ကလည်းအဲ့လို CV ပုံတွေ like ပို့ရင်ပို့ရင်လည်းမှာကျွန်တော် content ရေးတာတို့နောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်အဲဘယ်လိုပြောမလဲဒီနည်းနည်းသိလာတယ်ပေါ့နော် content writer အနေနဲ့သိလာကြအဲ့တော့မှနော်တချို့လည်းတန်းရှိလာလာမိရဲ့အဲ့လိုပုံစံနဲ့ကျွန်တော်တို့က ။ and then ဒီသတိထားမိလာတဲ့အစဉ်ဖြစ်တယ်။ဒါအရင်တော့အခြေအနေကိုပြောပြပြောချင်တာကကျွန်တော်ဒီ page တည်လဲပဲဟိုငွေဝင်နေဒါပေမဲ့အဲ့ဒါချက်ချင်းဝင်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်နည်းစုံနှစ်နှစ်လောက်တော့ကျွန်တော် base ခဲ့ရရှိ။အဲ့တော့ပြောချင်နေတဲ့တွေကလည်းနည်းနည်းလေးတော့အချိန်ကာလတစ်ခုစောင့်မှုလိုတာပေါ့။အဲ့တော့ကိုကခုနကပြောသလိုပေါ့နော်။အမှကျွန်တော်တစ်ခုပြောချင်တာရှိရကြားဖြစ်ပြီးတော့ကျွန်တော်ကကျွန်တော်ရေးခဲ့တဲ့ post မှာအာအစုပညာတွေက3လ6လောက်လောက်တင်ပြီးတော့ငွေပြန်ရှာနိုင်တယ်လို့ကျွန်တော်ပြောတယ်။အဲ့ညမှာတချို့နားလည်မှုလိုရတာရှိတယ်။ဆိုတော့3လ6လောက်လောက်တင်လို့ရှိရင် ဝေးပြန်ရှာနိုင်တယ်ဆိုရဟာကအာတချို့ပညာတွေကတော့တကယ်ဟုတ်ပါတယ်ဗောနဒါပေမဲ့ဟိုသူပြောမယ်၃လ၆လဒီပညာရဲ့တစ်ခုကိုကျွမ်းကျင်အောင်လို့သင်ယူလို့ရတဲ့အနေထားမဟုတ်ဘူးဆိုတော့ကလေးလည်းသိလူတိုင်းလည်းသိပါတယ်ကျွန်တော်လည်းသိပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ပုံလေးကလုပ်ငန်းတစ်ခုစလို့ရတယ်အခုကျွန်တော် content writing content writing ပညာဆိုတယ်ဗျာတနည်းအားဖြင့်ဟိုကိုတတ်မှတ်ထားတဲ့၃လလောက်ဆိုမှတေချာလေ့လာတေချာသင်တန်းနေတဲ့တေချာရေးချင်းပြီးရင်ကျွန်တော်ဝေကနာပေါ့နော်ဝေကနာနေနဲ့စတင်ပြီးတော့ဈေးနှုန်းတက်တက်တတနဲ့ကျွန်တော်အထက်မှာရေးထားတဲ့အတိုင်းပဲဗျာ နော်အရင်ဆုံး client ကရှိမှာမဟုတ်ဘူးခုမှစတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ base တွေတကယ်ချင်းပေါင်းနေပြီရှင်မဝင်ရေးပြီ volunteering နေလို့အဲ့လိုမျိုးနဲ့အတွေ့အကြုံရလာပြီးတော့မှဒါလေးရင်ကျွန်တော်တို့ကအင်ကန်နေတိဆောက်လို့ရပါဘာတပလို့ပါလဲဒီတိုင်းပဲဆက်ဆက်ချင်းဘယ်သူကကိုယ့်လာပြီး website အမ်းပါလဲကိုယ့်ဘက်ကိုတကယ်ချင်းပေါင်းတဲ့ website လေးလောက်ကြည့်မယ်စမ်းကြည့်မယ်ပြင်ကြည့်မယ်လေ့လာမယ်ထိုင်ရင်တည်းအဲ့လိုမျိုးနဲ့ထပ်သွားရင်းနဲ့မှလမ်းကြောင်းလေးပေါ်ရောက်လာမှာပဲဒါပေမဲ့ကျွန်တော်ပြောချင်တာဟိုခုခင်ပါဆိုရင်ဗျာကျွန်တော်သိစေချင်တာတကူကဘာလဲဆိုတော့ပညာရင်းတစ်ခုကို နော်တကယ်ကိုတစ်ဖက်ကန်းကန်းကျွမ်းကျင်မှာစမယ်ဆိုရင်ကျွန်တော်နောက်ကျနေပါပြီနောက်ကျနေပါပြီနော်အဲ့တော့အဲ့ဒါလေးကိုသိစေချင်ပါတယ်အခုဒီအချိန်နေတဲ့မှာအခုခုကိုကျွမ်းကျင်တဲ့အကြောင်းအရာတခုရှိမယ်ဗျအဲ့တော့ဟိုဘယ်လိုပြောမလဲစိတ်ထဲမှာအရင်လိုပေါ့နော်ငါဒီပညာရေးကိုငါမကျွမ်းကျင်မဲ့ငါမစကျင်လို့ဆိုရဲ mindset တွေရှိကောင်းရှိလိမ့်မယ်ကျွန်တော်အကြံပေးချင်တာပါလဲဆိုတော့အခုခေတ်မှာအခုလိုခေတ်ကြည့်မှာပေါ့နော်မနေ့ကနေဒီနေ့တော့မတူတော့တဲ့ခေတ်ကာလမှာကျွန်တော်ကအကြောင်းအရာတခုကိုအရင်ကြီးကျွမ်းကျင်မှာလုပ်ငန်းစမယ်ဆိုရင်နောက်ကျနေပြီအဲ့တော့ကျွန်တော်ကတိတဲ့အကြောင်းအရာနဲ့စပါကျွန်တော်တို့ ုကျွန်တော်အရင်ကဆိုလို့ရှိရင်ဒါ digital marketing agency ထောင်းဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ဒီ freelancer အသိပဲရှိခဲ့တာနောက်ပိုင်းမှာကျွန်တော်အနေနဲ့ business mindset တွေထပ်ထည့်ရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ leadership နဲ့ပတ်သက်တဲ့ skill ထပ်ဖြည့်ရတယ်ဒါမျိုးတွေထပ်လုပ်ရတာပေါ့နော်အဲ့တော့ဟိုအားလုံးကြွားကျင်ပိုင်နိုင်သွားမှသာလေလုပ်ငန်းစမယ်ဆိုရင်ကျွန်တော်ခက်ကသိရတယ်အရင်မြန်တယ်ပြီးတော့ဟိုခုနပြောသူပေါ့နော်ပြန်ဆိုင်မှုတွေလည်းအရင်ပြင်းထန်တဲ့အချိန်ကာလမှာကျွန်တော်တို့ဟာလက်ရှိသိတဲ့အသည့်လေးနဲ့ပဲကျွန်တော်လည်းသူကစသည်ကြပါတယ် လိုက်မလွှင့်တာကြတော့ view တွေလည်းရနေတာပေါ့နော်ဆိုတော့ဟိုအတော့မှမထင်ဒီ post ကို share ထားပေးလို့ရပါတယ်အကျွန်တော်နောက်နေ့မှာလည်းအဲ့လိုများပက်လေးတွေနောက်တစ်ပတ်မှာတရက်လောက်ပြည့်ကျွန်တော်လွှင့်အောင်ကြိုးစားပါမယ်အအဓိကတော့ page ကကျွန်တော်လည်းပဲပေါ့နော်ဟိုဘယ်လိုလုပ်လဲအဲ့လိုမျိုးဂျပန်နိုင်ငံကိုလာတဲ့ခါကျတော့ဈာထဲမှာမတင်ပြတာကြီးလည်းရှိတယ်အ post အဟောင်းတွေပဲပြန်တင်နေတော့တချို့လည်းပဲတိတ်ပြီးတော့ engagement မရရရှိပဲခုနောက်ပိုင်းတော့ကျွန်တော်အတစ်တည်းရေးတယ်အတစ်တည်းတင်ပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ပြောချင်တာပါလဲဆိုတော့အဲနံပါတ်1ချက်ရောက်သွားပြီပေါ့နော်အဲလူတိုင်း အာတနည်းအားဖြင့်ပေါ့နော် scale ရှိတယ်ဆိုလို့ချင်း digital one အင်္ဂလိပ်စောက်လို့ရတယ်ဒါပေမဲ့အချိန်ကာလချက်ချင်းတော့မရနိုင်ဘူးပေါ့နော်ဆိုတော့ပြောချင်တဲ့သဘောတရားတရားတချို့တွေက6လောက်လောက်အကဲမှာငွေပြန်ရှာလို့ရနိုင်နိုင်ရှိမယ်အာတချို့ကလည်းနှစ်နဲ့ချီပြီးတော့ကြိုးစားပြီးတော့မှရတယ်ရှိမယ်ကျွန်တော်ဆိုလည်းနှစ်နဲ့ချီပြီးကြိုးစားရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဝန်ထမ်းလုပ်နေတဲ့သူတယောက်ဗျာဝန်ထမ်းလုပ်နေတဲ့သူတယောက်ကလက်ရှိမှာလစာသိမကောင်းအောင်အဲ့တော့လစာဖို့ကောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ကတစ်ဖက်တစ်လမ်းကနေပြီးတော့ဥမာပညာရတစ်ခုပေါ့ဗျာဥမာကျွန်တော်တို့မျိုးခုန writing မဲ့ဖြစ်ဖြစ် digital marketing မဲ့ဖြစ်ဖြစ်လေ့လာလိုက် လေ့လာပြီးတဲ့နောက်မှာကျွန်တော်ပြောချင်တာဒီလုပ်ငန်းကိုထွက်ခိုင်းတာမဟုတ်သေးဘူးမထွက်နဲ့ကျွန်တော်တို့ကလည်းမထွက်ဘူးကျွန်တော်တို့ကနှစ်ခုမျှလုပ်ကြ9 to 5လေးလုပ်တယ် freelance လေးလုပ်တယ်အဲ့လိုနဲ့ကျွန်တော်ငွေစုရတာအဲ့လိုမျိုးလုပ်နေရင်းနဲ့မှကျွန်တော်တို့ကတနည်းအားဖြင့်နော်ဟိုလုံလောက်တဲ့အာတနည်းအားဖြင့် scale တွေထက်လေ့လာရတယ်ခုနပြောသလို business အတွက်ကိုပြင်ဆင်ရတာပေါ့နော်အဲ့တော့နားလည်မှုမလွဲစေချင်ပါဘူး digital income ဆိုတာချက်ချင်းတော့လေအုံဖွာလုပ်လို့ရပြီမဟုတ်ပါဘူးအဲ့တော့ပြောချင်တာကနော်လုပ်ငန်းလုပ်မဲ့သူတွေပဲဖြစ်ဖြစ် အမျိုးစုံပေါ့နော်ကျွန်တော်တို့ချို့ခုမှစမဲ့လူငယ်တွေလည်းပဲစိတ်ရှိပါအဲ့ဒီမှာကျွန်တော်တို့က consistent ရှိဖို့အသိအရေးကြီးပါတယ်နော် consistent ကကျွန်တော်တို့အခုချိန်မှာအခေယာဖြစ်ပါတယ်အာဒီနေ့တင်လိုက်နောက်နေ့ကျရင်မတင်လိုက်တမိစားကိစ္စနဲ့စိတ်ရှုပ်ပြီးရော page ကိုပြစ်ထားလိုက်အဲ့လိုလုပ်လို့တော့မရအောင်ကျွန်တော်ကကိုကိုကို commitment ပေးရတယ်ဗျာတင်မယ်လို့ဆုံးဖြတ်ပြီးတင်ပြင်အောင်တင်ရတယ်အဒီနေရာသွားပြီး bro ရိုက်မယ်လို့ဆုံးဖြတ်တာရိုက်ကိုရိုက်ရမယ်အဲ့လိုမျိုးကျွန်တော်တို့ကသွားဖို့တော့လိုတယ် follow back ပေးပါအောင်ကိုကြီးတဲ့ okay ကျေးဇူးပါ အာ okay ဆိုကွန်မန်လေးတွေ့ရဝမ်းသာပါတယ်ကျွန်တော်အခုမှကွန်မန်မြင်ဘောဆိုအာကွန်မန်လေးလိုက်ပြန်တွေ့နေတာလည်းပါပါတယ်အဲ့တော့တချို့ကအာတတိယဖြစ်ပေါ့နော်သိပြီးတော့ဟိုအဲ့လိုမျိုးကျွန်တော်လိုက်တွေ့နေတာမသိရလည်းရှိမှာဘူးဆော့ထားပါတော့အဲ့တော့ကျွန်တော်ပြောချင်တာကအချိန်လေးတစ်ခုတော့ကျွန်တော်တို့ base up ပြီးတော့လုပ်ပါတယ်နော်အာနောက်ဆုံးချက်ကိုကျွန်တော်ဆက်ပြောမယ်နော်ခဏနေကျွန်တော် like ကအကြိုက်မလွတ်ညို့ပေါ့နော်အခုဆိုရင်နည်းလေးတော့ကြာပါပြီအဲ့တော့နောက်ဆုံးချက်ကဘာလဲဆိုတော့တယောက်နဲ့တယောက်နဲ့မှာလဲ နော် digital အင်္ဂါနဲ့ဝင်လာပြီဆိုရင်လည်းတယောက်နဲ့ဝင်ငွေတွေကမတူနိုင်ဘူးအဲ့ဒါသိဖို့လိုတယ်တချို့ကကြတော့ तू ကဒေါ်လာ1000ဝင်လို့ကိုလည်းဒေါ်လာ1000ဝင်မယ်လို့ပြောလို့မရဘူးဥပမာ YouTube channel တခုတူတူဖွင့်ကြရတယ်ဗျာသူက tab channel ကဝင်ဖို့ကောင်းတယ်ကိုကကြတော့ဝင်ငွေမရဘူးအဲ့အဲ့ဒါကြီးလည်းရှိနိုင်တယ်နော်ဆိုတော့က digital အင်္ဂါတွေတယောက်နဲ့တယောက်မတူနိုင်ဘူးကိုရဲ့ဂျိုးစာအထုံမှုနဲ့ကိုရဲ့ skill ပေါ်မှာတော့အများကြီးပဲအမှုတည်တယ်နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကတော့စဉ်းစားမပြတ်လှုပ်ဆောင်နေဖို့လိုတယ်လူတွေကိုကူညီပေးဖို့လိုတယ်အကူသိရတွေကို sharing လုပ်နိုင်ဖို့လိုတယ် community တခုကိုချဲ့ထွင်နိုင်ဖို့လိုတယ် digital ပေါ်မှာ brand ခုအနေနဲ့ရပ်တည်နိုင်ဖို့လိုတယ်ဒါမှသာလည်းကျွန်တော်ရေရှည်သွားမလို့ရမယ်အဲ့ကမှတစ်ဆင့် income မှာ digital income တွေဝင်လာနိုင်တယ်ဆိုတာကဗျာ digital income ဆိုတာကမျိုးစုံရှိတယ်မ online shop ရောင်းတာလည်း digital income ပဲ online ပေါ်မှာကျွန်တော်တို့မျိုး service pay ရလည်း digital income ပဲနော်တနည်းအားဖြင့် digital product တွေ ebook တွေ stick တွေရောင်းတာလည်း digital income ပဲပြီးလို့ရှိရင်အခုလိုမျိုး youtube channel တွေကတစ်ဆင့် tiktok channel တွေကတစ်ဆင့်ဝင်ဝင်လာလည်းဒါ digital income ပဲဟောပြီးကျွန်တော်ချောက်ပါကျွန်တော်မှာဆိုတော့ stock client တွေရှိရယ် consultant လုပ်ပေးတယ်ဒါ consultant ဒီ online ကနေပြီးတော့ consulting consultation လုပ်ပြီးရဆိုတာတွေကလည်း digital income တွေပဲဆိုပြောချင်တာကဟို digital income ဆိုတာပုံစံမျိုးစုံရှိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အာကျိုးစားအထောက်မှုကိုယ့်ရဲ့ skill နဲ့တော့ဆိုင်နေเนาะအဲဒါကြောင့်ဟိုတချို့ကဟို tower ပြ digital ဘဝနေပြီးတော့ဒီလောက်ရလို့ကိုကဒီလောက်ရမယ်ဆိုတာပြီးတော့မဟုတ်ပါဘူးလို့အဲဒါကြောင့်ဟိုသိစေချင်တာကတော့တရားနည်းနည်းရှားတဲ့မှာနည်းနည်းလေးမတူညီတဲ့အမောင့်တွေတော့ကွဲနိုင်တာပေါ့เนาะအဲ့တော့အဓိကကျွန်တော်လုပ်နေဖို့ပဲဖြစ်တယ်เนาะလုပ်နေဖို့ဖြစ်တယ် ဘသူမဆိုခုမှရှိတယ်ဟိုအရေးချင်းနေပေါ့နော်ဟိုကျွန်တော်တို့တွေ့ပါတယ် online ပေါ်မှာဆိုရင်တချို့ငငယ်လေးကြီးဗျာခလေးကျွန်တော်တို့ရဲ့အသက်ထောက်ရောက်လောက်ပဲရှိရဲ့ကောင်းလေးတွေဒါပေမဲ့ challenge တွေခေါ်ပြီးတော့လုပ်နေရနော်အာဒီနေ့ iPhone ဝင်လိုက်ပြီဒီနေ့ဘာဖြစ်ဘာဝင်မှာပို့ဝင်လိုက်အဲ့လိုမျိုးပြတဲ့လားသူကသူ challenge ခေါ်ပြီးတော့ဟို digital ဘောကနေအင်ကန်းနေတည်ဆောင်နေတာအဲ့ကောင်းလေးဆိုလို့ရှိရင်ကျွန်တော်နာမည်တော့မမှတ်မိတော့ဘူးနော်ဂိမ်းဆိုရင်လည်းပတ်စံချရတယ်ရှက်အင်းကြီးရောင်းရင်းလည်းပတ်စံချရတယ် အခုလိုမျိုးပေါ့နော်ဗီဒီယို editing နဲ့လုပ်ပေးပြီးတော့လည်းပတ်စံရှာတယ်ဆိုတော့ငငယ်လေးပဲရှိသေးတယ်အရန်ဟိုမှ sketch ချမ်းတယ်လို့ပြောလို့ရဆိုတော့အဲ့လိုမျိုးတွေကိုအားချစေချင်တယ်နော်ဆိုတော့ကျွန်တော်လူငယ်တွေကလည်းကိုတကယ်လုပ်နိုင်လို့ရှိရင်ကျွန်တော်ပြောသူ10နှစ်လောက်မှရတဲ့အမောင်းပမာဏတကူတစ်နှစ်လောက်နဲ့လည်းရှာလို့ရတယ် digital ကြောင့်နော်အဲ့ဒါ digital ပေါ်ရောက်လာတဲ့အခါမှာကျွန်တော်တို့ကအချိန်ကာလတွေအရန်အရေးမကြီးတော့ဘဲနဲ့ကိုယ့်ရဲ့လုပ်နိုင်စွမ်းကသာလေးပို့အရေးကြီးတယ်အဲ့ဒီလိုလို့ရဆိုတော့တချို့တော်တော်များများကကြတော့ပြည်တည်လားဖြစ်နေပြည်တနာကြတော့ ဟိုအချိန်အများကြီးယူပြီးတော့လောကအဲလုံမပဲပတ်စံပို့ရတယ်လို့ထင်နေရရှိတယ်ပေါ့။အဲ့ဒါဆိုတော့အဲ့လိုမဟုတ်ပါဘူး။အဲ့တော့ပြောချင်တာကအဲဒီကကြည့်နေတဲ့အကုန်လုံးကဟိုဘယ်လိုပဲဖြစ်ဖြစ်အနေနဲ့များတော့ stress တွေရှိရပြီ။စိတ်ပီစီမှုရှိတယ်။ကျွန်တော်တို့ဆိုလေဒီလိုလာတယ်ဆိုပျော်လို့မှမဟုတ်ပါဘူး။ဟုတ်တယ်နော်။ဟိုကျွန်တော်ပျော်ရင်ကိုကိုရက်ဒေသမှာပဲပျော်တာလေ။ဒါပေမဲ့အဲဒီလိုပဲပေါ့နော်။ဟိုမသက်သာလို့လာကြတယ်။အပြီးရင်ဒီမှာကျွန်တော်တို့အဲကျွန်တော်အနေနဲ့အဲထားပါတော့ online မှာနေပြီးလေ့စတဲ့ normal လိုမျိုးနေတယ်ပေါ့။ဆိုတော့အဲ ပြောချင်တဲ့အဓိပ္ပာယ်ကဘယ်သူမဆိုဟောပေါ့နော်အွန်လိုင်းပေါ်ကနေပြီးတော့ငွေရှာတဲ့နဲ့အဲဒါကဒူတိုင်းရနိုင်တဲ့အခွင့်အရေးတစ်ခုခုမှဖုံးရှိတယ်အဲတနည်းအားဖြင့်အင်တာနက်ရှိရဆိုလို့ရှိရင် digital income တွေတည်ဆောက်ပြီးတော့အနာဂတ်ဝင်ငွေလမ်းကြောင်းတွေဖွင့်ထားလို့ရတယ် Facebook TikTok YouTube ဒီကနေလည်းပတ်စံနေဝင်လို့ရတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုလည်း live mode တင်ပြီးတော့ငွေရှာလို့ရနိုင်တယ်သူကနေတစ်ဆင့်ငွေချင်းတွေနဲ့ share အရင်လုပ်ပြီးတော့ business တွေ startup တွေလုပ်နိုင်လို့ရနိုင်တယ် online shop တွေရောင်းလို့ရနိုင်တယ်။အဲတော့ digital နဲ့ပတ်သက်ပြီးတော့အများကြီးလုပ်လို့ရတယ်။ဒါတွေကိုကျွန်တော်တို့အသေးစိတ်သိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Advanced Digital Strategy ဆိုတဲ့အတန်းမှာလည်းလေ့လာလို့ရတယ်။ Ibridian နေ့ဆိုလို့ရှိရင်ကျွန်တော်တို့စာမှာအဲ့တော့အခုလောစီ၁၀ရောက်တော့၁၀ရောက်ကျော်လောက်တော့ရှိပြီနော်ဆင်းရဲပေးထားကြတာ။ပဒီတန်းကလူကြီးရေကန့်တက်ထားတဲ့အတန်းဇွန်ကနေပြီးတော့ကျွန်တော်ကတိုက်ရိုက်တယ်မှာ။ဆိုတော့ဟိုစိတ်ဝင်စားသူတွေကကျွန်တော်ကိုဒီတန်းမှာပဲဖြစ်ဖြစ် ADS လို့မှန်းလိုက်ရင်ကျွန်တော်တို့နော်စာလာပို့ပေးပါလိမ့်မယ်။အဲအဲ့တော့အဓိကတော့ကျွန်တော်က အဲ့တင်နှမ်းမှာဆိုလို့ရှိရင်အကြောင်းအရာခုနကခုအဓိကတင်ပါတယ်အဲနံပါတ်1အကြောင်းအရာကျွန်တော်အမြဲတမ်းပြောပြပါတယ်ခုနပြောခဲ့တဲ့ online business idea online ပေါ်မှာဘယ်လိုမျိုး business တွေလုပ်လို့ရမလဲဆိုတဲ့ idea ပေးတာနံပါတ်2ကတော့ဒီ idea တွေကို social media ပေါ်မှာဘယ်လိုမျိုးငွေဝင်လမ်းကြောင်းတွေဖြစ်အောင်လုပ်မလဲဆိုတဲ့ social media management လုပ်နည်းတွေပြောပြတယ်နောက်တစ်ချက်ကတော့ content planning content တွေကိုဘယ်လို plan လုပ်မလဲဆိုတဲ့ဟာတွေ strategy ချက်ဘယ်လိုစဉ်းစားမလဲဆိုတဲ့အကြောင်းအရာတွေနောက်တစ်ခုကတော့ content creation content တွေဘယ်လိုဖန်တီးရမလဲ ဘလို content တွေကလူကြိုက်များလားလဲဆိုတာကိုကျွန်တော်နားလည်အောင်ရှင်းပြတယ်။နောက်တစ်ချက်ကတော့ advertising ပေါ့နော်။ media buying အပိုင်းတွေကျွန်တော်ရှင်းပြတယ်။အဲ့တော့ boost store တွေပိုင်းတဲ့အသေးစိတ်တင်ပေး။အမိရင်ကျွန်တော်တို့အခြားသော online business strategy ရှိသေးတယ်။နောက်မှ email marketing လိုဟာမျိုးတွေ influencer marketing လိုဟာမျိုးတွေလည်းကျွန်တော်နားလည်အောင်ထပ်ပြီးတော့ပြောပြရရရှိတယ်။ကိုယ့်လုပ်ငန်းအတွက်နည်းလမ်းတစ်ခုလည်းသုံးလို့မရဘူး။တခြားသော marketing strategy လည်းသုံးရမယ်ဆိုတော့ဟာကိုသင်ပေးတာပေါ့။နောက်ဆုံးတစ်ခုကတော့ tools တွေပေါ့ digital tools တွေ AI tools တွေကိုဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်ကအဲ့ဒီနဲ့မှသင်ပြီးမှဖြစ်တယ်။ဆိုတော့ တကယ်လိုက်လို့ပြီးတော့ကိုယ့်ရဲ့ digital အင်္ဂန်းတည်ဆောက်ပြီးတော့ကိုတကယ်ဝင်ဝင်ရှာကျင်တဲ့သူတွေကိုဘောတိုးတက်ပြောင်းလဲကျင်တဲ့သူတွေဆိုရင်ဒီတောင်းကို join တယ်เนาะဒါပေမဲ့ခုနကပြောပတ်စံဘောလို့လာတက်တယ်အပြင်လိုက်မလုံးနိုင်ဘူးဆိုတဲ့သူကမ join တာကောင်းဘာလို့ဆိုတော့ကျွန်တော်ပြောရရင်နားထောင်ပြီးတော့ဒီတိုင်းပဲအချိန်ကြီးကုန်သွားနိုင်တယ်တကယ်လုံချင်တဲ့သူကဒါလည်းအဲလာတက်စင်ကျင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်နေနေတဲ့လူတွေအများကြီးကျွန်တော်အဒီအတန်းမှာမထားဘူးကျွန်တော်အများဆုံး20 30လောက်ပဲကျွန်တော်ကန့်သက်ထားတယ်အဲ့တော့အာ တက်မယ်ဆိုရင်ဈင်းပေးလို့ရသေးရေပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်ပြောချင်တဲ့သဘောတရားကအဲကျွန်တော်တင်တဲ့ post တွေမှာနားလည်မှုမလွဲစေချင်ပါဘူးအချိန်တူတူတွင်းနေတော့ဘယ်ရာမှပတ်စံရှာလို့မရဘူးဆိုတာအားလုံးသိပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကစတင်လို့ရပါတယ်စတင်လို့ရပါတယ်အဲအရင်အချိန်ဆွဲနေစံမလို့ပါဘူးအချိန်ဆွဲရမယ့်ကာလပိုင်းချာလည်းမဟုတ်ပါဘူးနောက်တစ်ခါကျွန်တော်ရဲ့စေတနာကိုမြင်စေချင်ပါတယ်ကျွန်တော်ခု post တွေတင်နေရဆိုတာအနည်းအားဖြင့်အာမာကတ်နင်းလုပ်နေရတဲ့တချို့မြင်ပါလဲဆိုရယ်ပေါ့နော်အဲ့တော့မာကတ်နင်းလုပ်နေရတဲ့သူပြောရင်လေတဝက်တော့မှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ ကျွန်တော်စပြီးပိတ်စထောင်ရတဲ့ရွေးချက်ကကျွန်တော်လိုမျိုးပဲ online ပေါ်နဲ့အကွန်လိုင်းရှာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေအတိုးတက်စေချင်တဲ့ဆိုတဲ့စိတ်ပဲအဲ့တော့ marketing သမားကတော့ marketing ကတော့လုပ်ရမှာပေါ့ဒါပေမဲ့ဟိုကျွန်တော်အတင်းထဲမှာအများကြီးပြောတော့ကျွန်တော်80 20ပဲသွားတယ်ဘယ်တော့မှကျွန်တော်တိမ်ကြီးမကြော်ကြအောင်ကျွန်တော်80ဘိုးတော့ဒီရတဲ့ပြေကိုကျွန်တော်တကယ်တမိုးရှိရပြေးလိုက်မယ်အခုဆိုတော့ဒီ like ကိုကြည့်ရင်လည်းကျွန်တော်ပြောရတဲ့အကြောင်းအရာဒီ80ဘိုးလောက်ကခင်ဗျားတို့အရင်သုံးဝင်လိုက်မယ်20ဘိုးကတော့ကျွန်တော်တင်တန်းကြောင်းပြောနေတာကြော်လိုက်စိတ်ဝင်စားရင်ကြော်လိုက်ဆိုတော့အဲ့တော့ပြောချင်တာက ဒါလေးတော့နားလည်ပေးပါတော့ကျွန်တော်ကလည်းဒီတန်တန်းဆိုတဲ့ကျွန်တော်တို့ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်တဲ့ဒါနဲ့တော့ရက်တည်ရတာပေါ့ဆိုတော့ကျွန်တော်တို့မှာတခြားသော digital အင်ကန်းနေရှိပေမဲ့ဒီဟာကလည်းနည်းလမ်းတစ်ခုဖြစ်နေတာပေါ့နော်ဆိုတော့ထားပါတော့အဓိကပြောချင်တာကဒီတန်တန်းလေးရှိတယ်စိတ်ဝင်စားလာ join လုပ်ရတယ်တကယ်လှုပ်ချင်ပြီးတော့တကယ်ပြောင်းလဲချင်တဲ့ digital အင်ကန်းတိဆောက်ချင်တဲ့သူတွေလာ join မှာပေါ့နော်အဲ့တော့ခု down shout ကြည့်ပေးနေတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်အဓိက digital အင်ကန်းတွေလာခက်လာလို့မေးရင် အဲကိုပြောချင်တာကလေကိုမှ scale ရှိဖို့လိုတာပေါ့ဆိုတော့သိကြတာပေါ့နော်ကိုမှ scale ရှိဖို့လိုတယ်မရှိသေးဘူးဆိုရင်လေ့လာပါကိုကစပြီးတော့ဘာပညာရေးလေ့လာမယ်ဆိုရင်လည်းကျွန်တော်တို့ဗာမေးလို့ရတယ်ဥပမာပါဗျာအာအများကြီးပေါ့နော်လေ့လာလို့ရတာဒီမှာကျွန်တော်တို့လိုမျိုး content writing တွေလေ့လာမှာ digital marketing တွေလေ့လာမှာလေ့လာပါလေ့လာထားတဲ့ဟာကိုကျွန်တော်တို့ကအာပြန်ပြီးတော့ပေါ့နော်ကိုရဲ့တနည်းအားဖြင့်ပေါ့နော်အာ digital board တင်ပြီးတော့ဝင်လမ်းကြောင်းတွေတိစောက်အောင်မှာဖြစ်ပါတယ်အဲ့တော့စနစ်တကျလုပ်ဖို့လိုတယ် ်ပြီးရင်ကျွန်တော်တို့ကစိတ်ရှည်ဖို့လိုတယ်ပြီးရင်ကိုယ်တကယ်နားလည်ဖို့လိုတယ်ဒါမှဝေဝင်ချမ်းမှာဖြစ်ပါတယ်အဲ့တော့ဘုံမသိကိုမသိနဲ့နော် page တောင်မှနားမလည်ဘူးဟလာဟို digital tools တွေလည်းမသုံးတတ်ဘူးဆိုရင်တော့ခက်လိမ့်မယ်ခက်ခဲလိမ့်မယ်ကြာလိမ့်မယ်အဲ့တော့ကျွန်တော်ကမြန်မြန်သက်သက်ငွေရှာခြင်းတွေကတော့အဲ့ scale လေးတွေတော့ဖြည့်ထားဖို့တော့လိုပါတယ်ဆိုတော့ကြာဝိုက်တယ်နော်ဒီတော့ကြာဝိုက်ရောကျွန်တော်ဘိုက်ဘိုက်စာနေပြီအဲ့တော့အခုဆိုရင်တော်တော်လေးနောက်ကျနေပြီဆိုတော့ကျေးဇူးတင်ပါတယ် အနောက်နေ့တွေမှာလည်းတကယ်လို့များပေါ့နော်ထပြီး live လွှင့်စီချင်တယ်ဆိုလို့ရှိရင်လည်းဒီ post ကို share ပေးကြပါအောင်ကျွန်တော်လည်းအားရင်အားတို့တက်ခဲ့ပါမယ်ဆိုတော့ကျေးဇူးပါအားလုံးကြည့်နေပေးတဲ့သူတွေရောမေးခွန်းပေးတဲ့သူတွေကော comment မှတ်တဲ့သူတွေကောပြန် share ပေးတဲ့သူတွေကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာထပ်ပြီးတွေ့ပါမယ်အားလုံးပဲကွန်တိုက်ပါတော့ online ပေါ်မှာငွေရှာနိုင်ကြပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်